လူပြောများနေတဲ့အီဘီလာ၂၀ဒီနေ့ရန်ကုန်ကလင်ကြီးဟောကိန်းနဲ့အမေရိကန်ဘူမိဗေဒနဲ့ကလင်ကော်မတီကြီးဖြစ်တဲ့ USGS ရဲ့မြန်မာနိုင်ငံမှာကလင်ကြီးတွေလာနိုင်အောင်မဲ့အခြေအနေတွေကိုခံမှန်းပေးတဲ့တဲ့အချက်လက်တွေနဲ့အေယာဝတီမြေကြီးဟာတိတိတသားကိုပြောင်းလဲနေပြီးတော့လာမယ့်မိုးတွင်ကာလာထဲမှာမန္တလေးတိုင်းဒေသကြီးကရေအောင်မြုပ်သွားနိုင်တဲ့အခြေအနေတွေကိုပြန်လည်ပြီးတော့ပြည်သူတွေကိုတင်ဆက်ပေးပါမယ်။ အဲ့ဒီတော့ပထမဆုံးအနေနဲ့ USGS ရဲ့နောက်ဆက်တွဲကလင်းကြိုတင်ခံမှန်းချက်မှာအချိန်တနစ်ကြာတဲ့အခါမှာဘယ်လိုမျိုးကလင်းကြီးတွေမြန်မာနိုင်ငံမှာထပ်လုံနိုင်တယ်လဲဆိုရယ် USGS ရဲ့ခံမှန်းချက်တွေကိုသူတင်ပြထားတဲ့ရခိုင်နှုန်းလိုက်ပရိသတ်တွေကိုပြန်လည်ပြောပြပေးပါမယ်။ဒီအားခနစ်အထက်ရှိတဲ့ကလင်းကြီးလုံနိုင်ခြေကခနစ်ရခိုင်နှုန်းရှိပါရယ်။ဒီအား6အထက်ရှိတဲ့ကလင်းလုံနိုင်ခြေက46ရခိုင်နှုန်းဒီအား5အထက်ရှိတဲ့ကလင်းလုံနိုင်ခြေက98ရခိုင်နှုန်းရှိပါရယ်။ ပြင်းအားလက်သမအထက်ရှိတဲ့ခလင် လုံးနိုင်ကြီးက69ရခိုင်နှုန်းပြင်းအားသုံးအထက်ရှိတဲ့ခလင် လုံးနိုင်ကြီးက69ရခိုင်နှုန်းဆိုပြီးတော့ထုတ်ပြန်ချက်ထဲမှာတွေ့ရပါတယ်ဆိုတော့ခလင်ကြီးတစ်ခုကရပိုင်းလာပိုင်းအတွင်းမှာအရန်ကြီးကြီးမားမားခနစ်အထက်လုံးနိုင်မယ်ဆိုရယ်ကောလာဟာလာတွေကလုံးဝကိုမဖြစ်နိုင်ကြောင်းကိုတော့ USGS ကတတိပြနေတာပါတနည်းကြော်ကြမှာခနစ်တသမအထက်လုံးနိုင်တဲ့ပါဆန်ကခနစ်ရခိုင်နှုန်းပဲရှိပါတယ် ဒါကြောင့်မလို့ပြည်သူအမျိုးများထိတ်လန့်နေကြရဲ့နော် AB 23နဲ့ငလင်ကြီးထက်လာမေးရန်ကုန်သမျိုးလုံးပြုတ်ချမယ်အသက် OA နဲ့ဆိုးရှုံးမယ်ဆိုရိကိစ္စကြီးကလုံးဝကိုမဖြစ်နိုင်ကြောင်းကိုပြည်သူတွေကိုအသိပေးပြရစီနော်စစ်ကောင်စီကလည်းထုတ်ပြန်ထားပါတယ်ခလုံးမြပြည်သူတွေကိုထိတ်လန့်စေတဲ့ခံမှန်းချက်မျိုးတွေကိုနော်တိတိကျကျဘယ်ဟာမှမသိနိုင်တဲ့အရာမျိုးတွေကိုပြောဆိုခြင်းကထောင်ထဲနဲ့ငွေတွေချမှတ်မှာဖြစ်ကြောင်းအသိလင်းကိုနော်တိတော်ပမာဏမြကြီးနေတဲ့ဟိုကိန်းလို့လို့ဘာလို့လို့ အကြမ်းမင်းဆရာလိုနာမည်ကြီးနေတဲ့ဂျုံကိုစစ်ကောင်စီကသတိပေးလိုက်ခြင်းပင်ဖြစ်ပါရယ်။ဒါကြောင့်ပြည်သူတွေဒီဆိုင်မှာရပါမယ်။ခဏိတသမအထက်မလာနိုင်သေးဘူးဆိုမဲ့ကျွန်တော်တို့ငရသမအထက်နဲ့ခြေရသမအထက်ကအချင်းကြီးလုတ်ခတ်နိုင်တာဖြစ်တယ်။ခလေးနေနေကတော့လုံးဝပေါ်စားလို့မရသေးဘူး။နောက်ထပ်ပြည်သူတွေကိုသတိပေးချင်တာကကြတော့အေယာဝတီမြေဟာတိတိတသားပြောင်းလဲနေတယ်ဆိုပြီးတော့အရာရှင်တော်တော်များများကခံမှန်းနေကြပြီလေဖြစ်ပါရယ်။ဟုတ်ပါရယ်။ဒီမိုရီကာလာမှာ ။ AR မြစ်ရေဟာတည်တည်တသာငလင်ချောင်ပြောင်းလဲမှုနဲ့သူမန္တလေးတိုင်းဒေသကြီးရောက်ကိုရောက်သွားနိုင်တဲ့အခြေအနေရှိနေကြောင်းသို့သောပညာရှင်တွေကကြိုတင်သုံးသပ်ချက်တွေပေါ်လာပါရယ်။ဒါကြောင့်ပြည်သူတွေအခုကလေးကနေပြင်ဆင်ကြပါကြိုတင်လှုပ်ဆောင်ကြပါတည်ဆိုရာပိုဒီမရှိဘူး။သဘောဝဘီ NA ဆိုရာကြိုတင်ခမ်းမရခက်ခဲပါရယ်။ဒါကြောင့်မလို့တချို့သောကြိုတင်ခံမှတ်မှုတွေဟာလေပန်ကန်တက်တာဖြစ်တဲ့အတွက်ပြည်သူတွေနော် plan A plan B ဆိုတာမိမိမှာရှိရမယ်နော် plan A ကြီးနဲ့ပဲအစီအစဉ်တစ်ခုပဲရှိမယ်ဆိုရင်တော့ မမိတို့အသက်ကတော့တတော်လေးကိုထိခိုက်သွားနိုင်တယ်ဆိုတော့အစီအစဉ်တစ်ခုနှစ်ခုရေးဆွဲထားကြပါဒီလိုမျိုးအခြေအနေဖြစ်လာခဲ့ရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရဲအတွင်းမျိုးနဲ့ကြိုတင်တွေးတောမှုတွေနဲ့ကြိုတင်စစ်ဆေးမှုတွေနဲ့နေထိုင်ချဖို့အတွက်ကိုကျွန်တော်တို့နော်ဒီ channel ကိုကြည့်ရှုနေတဲ့ပရိသတ်တွေကိုရောတနိုင်ငံလုံးကပရိသတ်တွေကိုရောကျွန်တော်အနေနဲ့ပြန်လည်တင်ဆက်ခြင်းပင်ဖြစ်ပါရဲ့ဗျာ